ူရိစာသမားတို့ရဲ့ဆိုတော့အားလုံးပဲမင်္ဂလာပါမန်ယူချန်နယ်ကနေအားလုံးကြိုဆိုပါတယ်ကျွန်တော်ဒီကနေ့မှာတော့မန်ချက်စတာယူနိုက်တက်နဲ့ပတ်သက်ပြီးကစားသမားအပြောင်းအရွှေ့နောက်ဆုံးအသလီတစ်ပုဒ်ရှိပါတယ်မနေ့ကကျွန်တော်တို့ဖာဘိုဆိုရိုမနိုကနေရပိုးလုံးလို့တဲ့အချိန်တွေတခုပေါ့ဂါနာရွှေနဲ့ပတ်သက်ပြီးတော့ဆိုတော့ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ဒီနေ့မှာကျွန်တော်တို့နောက်ဆုံးရအချိန်တွေဘလို့ရှိမလဲဆိုတော့ဆွေးနွေးတော့စာသမားတို့ရဲ့အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါဆိုတော့မန်ချက်စတာယူနိုက်တက်အသင်းနဲ့ပေါ့ဗျာဂါနာရှိုးကိုရောင်းချဖို့ကတော့ဒီရာတီမဟုတ်ပါဘူး ပြီးခဲ့တဲ့ရာသီမှာလည်းကျွန်တော်ကျိုးပန်းခဲ့တာဒါပေမဲ့အကြောင်းမျိုးမျိုးကြောင့်ကျွန်တော်တို့အသေးဘက်ကကစားသမားဖြစ်သူကိုရောင်းရှားလို့မရတဲ့ပုံစံမှာတွေ့ခဲ့ရတယ်အခုဆိုရင်မက်ရှစာအုံနဲ့အသင်းကိုယ်တိုင်ကရောကစားသမားဖြစ်သူကိုယ်တိုင်ကရောကျွန်တော်တို့ဒီဆွေးနွေးမှုတွေရှိခဲ့တယ်ထုတ်ပြန်မှုတွေတွေ့ခဲ့တယ်အသေးဘက်ကလည်းဒီကစားသမားဖြစ်သူကိုအမေရိကန်တွေရာသီဈေးကွက်မှာရောင်းရှားဖို့ပြင်ဆင်တော့မယ်ဆိုပြီးတော့သိရှိထားရတယ်ဂါနာရှုကိုယ်တိုင်ကလည်းအသင်းမှာမနေရှင်တော့ဘူးအသင်းကနေထွက်ခေါ်တော့ပြီးတော့တခြားအသင်းတွေကို ဟိုပြောင်းရွှေ့တော့မယ်ဆိုပြီးတော့လေသူ့အနေနဲ့ပြောထားခဲ့တယ်ဆိုတော့ဒီရှင်တွေကိုကြည့်အောင်လို့ချင်မန်ချက်စတာနဲ့အတင်းနဲ့ဂါနာရှိုကတော့ဒီမှာတင်ပြီးဆုံးဖို့လာလာရှိနေတယ်။ဘာဖြစ်လို့ဆိုတော့ယူနိုက်တက်အတင်းကပြီးခဲ့တဲ့နေရာဒီကာလာတို့တွေမှာရောင်းချဖို့ကျွန်တော်စဉ်းစားခဲ့တာ။ဒီကစားသမားဖြစ်သူကိုခေါ်ဖို့ကလည်းထိတ်တိကလဲတွေဖြစ်တဲ့နာပိုလီ၊အစ်စင်မီလန်၊ဘာစီလိုနာ၊ဂျူပီတက်တခြားသောဒီ CA ကလဲအတင်းတွေကလည်းကြိုးပမ်းခဲ့တာ။ဒါပေမဲ့ဂါနာရှိုရဲ့ပြောင်းချတဲ့ချင်း ပြီးလို့ရှိရင်သူ့ကိုပေးရမယ့်လောက်ခလာတာဒါတွေကြောင့်အဆင်မပြေဘူးဖြစ်ကြလို့ယူနိုက်တက်အသင်းမှာကျန်နေခဲ့တာဆိုတော့ဒီလိုအနေအထားတစ်ခုပြီးလို့ရှိရင်ကျွန်တော်ယူပါလေဘူလူပွင့်မတိုင်ခင်မှာလေကစားသမားဖြစ်သူအင်တာဗျူးဖြေတဲ့နေရာမှာအသင်းနဲ့ပတ်သက်ပြီးတော့အဆင်မပြေမှုတွေရှိတယ်ဆိုတော့ဒီလိုအနေအထားတွေကိုရောက်လာပြီဆိုကြတဲ့ကနေအသင်းကဘလို့မှဒီကစားသမားဖြစ်သူကိုလာမယ့်ပလန်ရင်းမှာထစ်သေးစင်သာဖို့အဆင်မပြေတော့ဘူးပုံစံတွေကျွန်တော်ရှိလာခဲ့တာပေါ့ဗျာကျွန်တော်တို့မန်ချက်စတာနဲ့အသင်းနဲ့ပထမတစ်ချက်က အစီအမပြေတော့တဲ့ကစားသမားတွေကိုအသေးမှရှိထားလို့မရဘူးပြီးလို့ချင်းကိုတင်းကနေရတဲ့ဈေးကွက်ကာလာတို့တင်းမှလူခေါ်ဖို့အတွက်ငွေကမလုံလောက်တဲ့အနေအထားတစ်ခုမှရှိတဲ့အတွက်ကာနာရှူတို့လိုကစားသမားတွေမာကရက်ရှူတို့လိုကစားသမားတွေအန်တိုနီဆင်တို့လိုကစားသမားတွေဒီလိုကစားသမားတွေကိုရောက်ရှာပြီးမှသူတို့စီကယာရေးငွေနဲ့ကျွန်တော်တို့အသင်းကိုပြန်လေပဲ့ရမှာအာဗီယမ်ရဲ့ပိုင်းနဲ့ကျွန်တော်တို့အများကြီးရှိတဲ့ကိုသမားအပါအဝင်တိုက်စစ်အဆုံးထိကျွန်တော်တို့လုံးဝကိုပြောင်းလဲဖို့အနေအထားတစ်ခုရှိနေတဲ့အတွက် ဒီလိုကစားသမားတွေပါဝင်မှုရှိတာပေါ့ဗျာရောက်ရှောက်ဖို့စီရင်နေမှာမန်ချစ်စတာအောင်နေတဲ့အစ်နေတဲ့ဒီကစားသမားဖြစ်သူကိုကျွန်တော်တို့ပေါက်တဲ့ရှောက်စီအထိတက်မဲ့ထားတယ်ဒါတကယ်ကောင်းနေနေတာတခုပါဆိုတော့ဒီလိုကျွန်တော်တို့တက်မဲ့လိုက်တဲ့ပုံစံမှာဆိုရင်ထိတ်တိကလက်တွေကစိတ်ဝင်စားမှုအများပြားရှိလာတယ်ခုနပြောသလိုပါပဲကျွန်တော်ဂျူဗင်တိုပြီးလို့ချင်း AC မီလန်နာပိုလီအဲ့လိုမျိုးတွေရှိသေးအပြင်ပရီးမီးယားလိဂ်ကလက်၃သင်းလောက်အထိကလည်းကာနာရှိုကိုခေါ်ယူဖို့အတွက်သူတို့ဒီစိတ်ဝင်စားမှုရှိလာတယ် အထူးသဖြင့်ကျွန်တော်တို့ရှက်စီအသင်းဆိုရင်အဲ့ဒီပရီးမီးယားလိဂ်ကလပ်၃သင်းကြီးကဂါနာရှိုကိုခေါ်ဖို့အတွက်အမေရိကန်ကြိုးပမ်းနေတဲ့အသင်းဖြစ်တယ်ဆိုပြီးတော့လေကျွန်တော်တို့ report တွေအရတွေ့ထားရတယ်ဂါနာရှိုဟာဆိုရင်အသေးရေပိုက်ကြည့်ရလို့ရှိရင်လေအများကြီးအလားလာရှိသေးတယ်ပြီးလို့ချင်းရှည်စွမ်းပိုက်ဆိုရင်လေကိုယ်နေတဲ့အသင်းမှာရုန်းကန်နေရတယ်ဆိုပေမဲ့လို့တခြားအသင်းကိုပြောင်းလို့ရှိရင်ကိုယ်အသင်းပလေယာတွေကတကယ်ကောင်းမွန်တဲ့ရှည်စွမ်းတွေပြတယ်ဒါကြောင့်ဂါနာရှိုကနေရာတီ ကာလာတိုဒီမှာတင်းကနေထုတ်ကုန်မယ်ဆိုရင်တော့ဥရောပထိပ်သီးကလပ်အသင်းတွေကိုပြောင်းစေရှင်နေဘာဖြစ်လို့ဆိုတော့ပရီးမီးယားလိကလပ်တွေတွင်မှာရှက်စီအသင်းကသာဒီကစားသမားဖြစ်သူကိုခေါ်ယူနိုင်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ပရိသတ်တွေအတွက်အထူးသဖြင့်ကျွန်တော်တယောက်ရဲ့စင်တာအရာဆိုရင်ရှက်စီကိုမပြောင်းစေရှင်ဘူးဘာဖြစ်လို့လဲဆိုတော့ရှက်စီတို့ဆိုတာကမန်ချက်စတာနဲ့အသင်းနဲ့လုံးဝပြိုင်ဖက်ဖြစ်နေတဲ့အတွက်ကိုသည့်ကစားသမားတယောက်အဲ့ဒီပရီးမီးယားလိကလပ်မှာမရှိစေချင်ဘူး ကာနာရှူရူဆိုတာကယူနိုက်တက်အသင်းမှာလည်းအကောင်းဆုံးခြေစမ်းပြနေတယ်။ဒါပေမဲ့လို့ရှက်စီအသင်းကိုပြောင်းခဲ့မယ်ဆိုရင်ဂျီရယ်ဆန်ချိုထက်တော့ပိုကောင်းမှာ။တေချာနေတာကတော့အဲကျွန်တော်တယောက်ရဲ့ဆန်တော့ပေါ့ဗျာ။တခြားညီကိုတွေကတော့မပြောတတ်ဘူး။ကျွန်တော်ကတော့ရောဘတ်ထိပ်သီးကလဲအသင်းနဲ့ဖြစ်တဲ့နာပိုလီ၊ဘာစီလိုနာ၊ဂျူပတက်စီးရဲအဲ့လိုမျိုးနေအနေထားတစ်ခုမှရှိစေရှင်နေ။ကျွန်တော်တို့ပရီးမီးယားလိမ်းမှာဆိုရင်အဲရှက်စီတို့ဘာတော့အဲ့လိုမျိုးပြိုင်ဖက်အသင်းတွေစီကိုမရောက်တော့စေရှင်မှု။ဒါကအင်မတန်ရေးကြီးပါတယ်စာသမားတို့ရဲ့ ဆိုတော့ little law အချိန်မှာတော့ကျွန်တော်တို့ favor room တို့ကဒီလိုမျိုးရပိုးလုပ်လာတယ်ကာနာရှင်နဲ့ united ဟာဆိုရင်တရင်ဝင်ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်အသင်းဘက်ကလည်းဒီကစားသမားဖြစ်သူကိုလုံးဝနေရာဒီမှာရောက်ရှာတော့မယ်ကစားသမားဖြစ်သူကလည်း united အသင်းကနေထွက်ခေါ်တော့မယ်ဆိုပြီးတော့တရင်ဝင်ကျွန်တော်တို့ထွက်ပေါ်လာခြင်းရှိတယ် official တွေပါတယ်တော့မဟုတ်သေးဘူးပေါ့ဗျာ romano ရဲ့ report ဆိုတော့ဒါကိုကြည့်အောင်လို့ကြည့်မက်ဆာ united အသင်းအနေနဲ့နေရာဒီကာလတော့တွင်းမှာကာနာရှင်ကတော့လုံးဝ အတင်းကနေထွက်ကုန်ဖို့100%တင်ရှားနေပြီကာလာဆိုကိုတန်းလျှောက်စေဆိုရင်တခြားခွန်မင်းအတင်းတွေကလည်းမများဘူးစာသမားတို့ရေဟုတ်တယ်မလားလူငယ်ကစားသမားတယောက်ဖြစ်တဲ့အလျောက်တကယ့်ကိုသူ့ရဲ့ခြေစဲနေကကောင်းမွေတဲ့အနေအထားတစ်ခုမှရှိတဲ့အတွက်တန်းလျှောက်စေတဲ့ဝေမင်းဆိုရင်လည်းမင်းဝေတဲ့အတင်းကလုံးဝမရှုံဘူးဒါကိုကျွန်တော်ရေးကြည့်အာမခဲရင်ဒီအခု Manchester United ရဲ့အတင်းရဲ့ Emery လက်ထက်မှာကာနာရှိုကရုန်းကန်မှုတွေရှိနေတယ်ပြလို့ရှိရင်သူ့အနေနဲ့ယူပါလဲ ဖိုင်နယ်မတိုင်ခင်မှာစကားပြောဆိုတဲ့အနေထားရဆိုရင်အသင်းကရောပြီးလို့ရှိရင်အသင်းတာဝန်ရှိသူတွေကရောမလိုလားတဲ့ပုံစံတွေမှာတွေးခရလို့တချို့ပြိသက်တွေရဆိုရင်လည်းပဲကာနာရှုကိုနေရာဒီစကဲမှာအသင်းကနေထွက်ခွာစေခြင်းနဲ့ဆိုတော့အပြောင်းလဲကတော့ကျွန်တော်တို့မဖြစ်မနေကိုလိုရမှာကိုသိအနေနဲ့အဲရာဒီမှာဆိုရင်ချန်ပီယံလေးလေးမဝင်ဘူးဥရောပလေးဖလားဆိုရင်လုံးဝမဝင်ဘူးကျွန်တော်တို့ FA ကနေပရီးမီးယားလေးတစ်ခုသာကျွန်တော်တို့ကစားဖို့ရှိတယ်ကာရာဘောတို့ဘာတို့တော့ရှိတာပေါ့ဗျာ ဆိုတော့ဒီလိုအနေထားမှာဆိုရင်ကစားသမားတွေကိုကျွန်တော်တို့မြင်မြင်အားပြနိုင်ဖို့လိုတယ်အခုကျွန်တော်တို့ဘာတဲ့ဒီတိုက်စစ်ကစားသမားမတည့်ရကိုညာဆိုရင်လည်းမန်ချစ်စတာနဲ့အတင်းရဲ့ပထမခုံယူနိုင်ခဲ့တဲ့ကစားသမားတယောက်ဖြစ်တဲ့ထဲပြီးတော့လေကစားသမားတွေတိုင်းနဲ့ကျွန်တော်တို့ချိတ်ဆက်မှုနဲ့ပြီးလို့ရှိရင်ဟီဝီကိုတွေပါတယ်ဖြစ်ဖို့အတွက်အလားလာကောင်းနေတဲ့အနေထားတစ်ခုမှာဆိုရင်ကျွန်တော်အတင်းကဒီတိုက်စစ်တောင်းမယ်နဲ့ပြီးလို့ချင်းအထောင်နေရတယ်နောက်တဲ့ဂိုသမကွေးလေအဲ့လိုမျိုးတွေ အဘက်ဘက်ကပေါ့ဗျာကျွန်တော်တို့ပြောင်းလဲမွေးနေရာတွေကတော်တော်များများရှိတယ်ဆိုတော့ကိုအတင်းဘက်ကလည်းအချိန်ပြည့်လေးမဝင်တဲ့အတွက်လိုအပ်တဲ့ budget ကလည်းအဲ့လိုထိမရတဲ့အတွက်အရေးပါတဲ့ကစားသမားတွေကျွန်တော်တို့ပတ်စံများများရမယ်အပြောင်းရွှေ့အနေအထားတစ်ခုမှာတန်ကျင်းမြင့်တဲ့ကစားသမားတွေကိုရောင်းချဖို့အတွက်ဒီမဖြစ်လာတာအဲဒီနေရာမှာကာနာရှိုတယောက်လေးပါဝင်ခဲ့တာပေါ့ဗျာဆိုတော့စာသမားတို့ဒါကမက်ဆာအောင်နဲ့တည်းတောင်းပေကစားသမားတယောက်ဖြစ်တဲ့ကာနာရှိုကို မင်းရဒီဇေကွဲအတွက်ဒီမှာရောင်းရှားတော့မယ်ဆိုပြီးတော့အသင်းဖက်ကရောကစားသမားဖြစ်သူကရောဆွေးနွေးအပြီးမှာကာနာရှိုအနေနဲ့နေရဒီဇေကွဲမှာအမေရိကထုတ်ကော်ဖို့ရှိနေတယ်ဆိုပြီးတော့ဖာဘိုဇိုရမနိုကနေပိုးလောက်လာတဲ့အနေအထားတခုကိုကျွန်တော်ဆွေးနွေးတော့ခဲ့တာဖြစ်ပါတယ်ညီကတို့အနေနဲ့ဒီကစားသမားဖြစ်သူနဲ့ပတ်သက်ပြီးတော့ဘယ်လိုထင်မြင်ရှိလဲအထူးသဖြင့်ကျွန်တော်တို့ကာနာရှိုဟာဆိုရင်ကျွန်တော်တို့ရဲ့အနာဂတ်မှာမရှိတော့တဲ့အတွက်အဲ့လိုကစားသမားနေရာမှာဘသူတွေကနောက်ထပ်လာဖို့ရှိမလဲဆိုတော့ ဒီသာသမားဖြစ်သူနဲ့ပတ်သက်ပြီးတော့ညီကိုတို့ဘလို့ထင်မြင်ရှိလဲကစားသမားဖြစ်သူကအမေတကယ်ပဲနေရာဒီစေခွဲကာလာတို့တွေမှာတင်းကနေထွက်ခွာနိုင်ချက်ရှိမလားရောင်းရှာမှာပဲအတင်းဘက်ကငွေပို့ရမယ်ပြီးလို့ရှိရင်နောက်ထပ်ဘလို့တွေဒီကစားသမားနဲ့ပတ်သက်ပြီးတော့ရှိမလို့ဆိုတာဆွေးနွေးပေးကြပါအောင်ကျွန်တော်တို့မက်ဆာအောင်နည်းနည်းအစ်နေနဲ့ကစားသမားဒီတိုင်းတိုင်းကတော့ကျွန်တော်တို့တတိနဲ့ထွက်နေတယ်တယဝင်း official အနေနဲ့တယောက်လုံးပဲကျွန်တော်တို့ခေါ်ယူနိုင်သေးတာအခုစေခွဲမှာပေါ့ဗျာမတိရဲ့ကိုညာထဲပြီးတော့လေ brave သင်းရဲ့တိုက်စစ်ကစားသမားတယောက်ကိုကျွန်တော်တို့ ပြင်မဲ့ထားပြီးတော့ဟီဝီကိုဖြစ်ဖို့လလရှိနေတယ်ဆိုတော့နေရာဒီကာလာတွေ့တဲ့မှာသာသမာဘင်ရောက်လို့ခေါ်ယူနိုင်စေရှိမလို့ဆိုတော့ကျွန်တော်စောင့်ကြည့်အောင်ပါဗျာဆိုတော့သာသမာတို့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကြည့်ရှုအားပေးတဲ့ညီကိုတူတယောက်ရှိတဲ့ကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်လည်း Manchester United နဲ့အတင်းနဲ့ပတ်သက်ပြီးတော့တတင်းတွေရလို့ရှိကျွန်တော်တင်ပြဖို့ရှိပါတယ်ဒီ channel လေးကိုကျွန်တော်အမြဲတမ်းစောင့်ကြည့်ပြဖို့ကျွန်တော်တောင်းဆိုပါတယ်အစ်စ်အစ်တော်မိုင်ဖန်ပြောက်ကလေးကျွန်တော်နှွေးတွေဆိုဖိတ်ခေါ်လေးရပါ လိုက်ရ subscribe လေးတွေမလိုတော့သေးလိုက်ရ subscribe နဲ့ notification ကောင်းလို့လေးကိုတီထိုက်ပြီးတော့ United အသင်းနဲ့ပတ်သက်တဲ့များသတင်းတွေကိုမလဲတဲ့ကြည့်ရှုအားပေးနိုင်ပါဒီကြောင့်ပြောကြရင်လည်းဗီဒီယိုလေးကိုဆုံးသက်လိုက်ပါတယ်အားလုံးပဲကျေးဇူးများတင်ပါတယ်အားလုံးပဲ okay ပါ